ကာမ17ဘုံရှိပါတယ်။မြမကြီးတွေရဲ့ရူပဘုံမှာ16ဘုံနဲ့အရူပဘုံမှာ၄ဘုံအပါဝင်စုစုပေါင်း32ဘုံရှိပါတယ်။အကျဉ်းအားဖြင့်ဘုံ3ပါးကိုတိဘုံမလို့ခေါ်ပါတယ်။တိဘုံမကတဆင့်တိဘုံမဆိုတဲ့ကန္နဝင်တချင်းမူတေ ုက္ခအနတ္တတရားမရလို့မြတ်လားတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကစိတ်မောဟမကင်းနာအရင်ကံသူတဏ္ဍာဒိဋ္ဌိညာဝိလာခင်မမြင်ညာရလူအနာပဲမှဆွဲလူကမှားချက်အလုံးနာငါသားငါမရလင်သာဥစ္စာ ဝင်လာတင်ရှာမြင်ရရပါဗာမြရှာမရအတာရကမန်စွာအနတ္တကလာဖြစ်ရင်ပြင်းရဲ့ရဲ့ချုပ်ခါရုပ်ပတိပညာဟောက်ပြန်မစိပ်ပါအနိစ္စလက္ခဏာယုတ်တရားနန္တရားမပြား โอนาเตมีอดีมจาสิงคาราหาเพียงกาลมจิอาจารย์เจ้าเพียงคาราวิญญาณนันตยายุคตยานะเพียงอวิสาอาจารย์เจ้าเพียงคาราวิญญาณนันตยายุคตยานะเพียง6ขุอายุกามกุสันดา တိတ်ဆာလမပန်းရှုပ်ပြန်တွေ့ပါတနာရှစရာတွေ့တော့သူရရပါမေဂါစင်းနင်ကူရမှာလက္ခဏာရဲ့ပြင်းရှုရပါဆိုတဲ့ဘုံသုံးပါးမှာဖြစ်သမျှတရားအပေါင်းရဲ့အနိစ္စ မမြဲမှုဒုက္ခဆင်းရဲမှုအနတ္တစိုးပိုင်နိုင်ခြင်းမရှိမှုတို့ကိုမတိမမြင်နိုင်ရတဲ့အတွက်ဆူတော်စင်တော်ကောင်းပေါ့နော်ခင်ဗျာဆရာတော်ဖျားကြောက်လာပြီဖြစ်ပါ၏အလုံးစစ်တဲ့နေရာရပြကြပါရန်ရုတ်သေးစွာတိပင်းလုံးစွာပါတိခင်ဗျာဆဲတန်းလာနေညနေလေးချင်းပါမည်ဖြစ်တော့ဖောက်ဆရာတော်အရှင်ကုန်လိုက်ဝိပဿနာတရားတော်စတင်တော့မှာဖြစ်ပါတယ်ကျွန်တော်အနေပြီးတော့ခန္ဓာစစ်တဲ့များကိုဖတ်ချခြင်းများပြပါမယ်ခင်ဗျာ ခန္ဓာစီစဉ်တနမောတတသုညေဆုခန္ဓာစတဲ့ဖွင့်လို့ချင်းခန္ဓာစီစဉ်နဲ့စီစဉ်လေးကျတော့ရှင်ကုံလဋ္ဌမခန္ဓာဉာဏ်ရဲ့ဥပဒနာတရားတော်များ